ီမိုကရက်တစ်မြန်မာအသံ DPP ရဲ့အော်တိုဘာ၂ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့နောင်တက်လာမယ့်အစိုးရတင်းတဲ့ရဲတပ်ဖွဲ့ဝင်တွေလက်တွဲလှုပ်ဆောင်ဖို့စစ်ကောင်းဆောင်ကပြောလိုက်တဲ့သတင်း၊ကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကပြန်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့တရုတ်ဆွတ်ဖက်မှုစန့်ကျင်ရေးအပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုမှာမြန်မာတွေပူးပေါင်းပါဝင်နေတဲ့သတင်းတွေနားဆင်ကြရမှာပါ။ အာနာလေးစစ်တပ်ကရွေးကောက်ပွဲပြီးအာနာလွှဲပေးမှာဖြစ်တဲ့အတွက်ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့နောင်တက်လာမဲ့အစိုးရတင်းနဲ့လက်တွဲပြီးမှုကင်းတွေကိုဖောထုတ်သွားဖို့စစ်ကောင်းဆောင်က62နှစ်မြောက်ရဲတပ်ဖွဲ့နေ့အခမ်းအနားမှာပြောပါရယ်။အော်တိုဘာတရက်ကနေပြည်တော်မှာပြုလုပ်တဲ့62နှစ်မြောက်ရဲတပ်ဖွဲ့နေ့မှာအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့တာပါ။ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ဒုတာဝင်အရေးသုံးပါးနဲ့နာအလကောင်စီရဲ့ဥတီချက်၄ချက်ကိုအလေးထားဆောင်ရွက်ရမှာဖြစ်ပြီးစစ်တပ်နဲ့ပူးပေါင်းကလုံခြုံရေးကိစ္စတွေဆောင်ရွက်ခဲ့တယ်လို့စစ်တပ်ကအာနာလွှဲပေးလိုက်တဲ့အခါမှာလဲနောင်တက်လာမဲ့အစို ိုးရတဲ့နဲ့လက်တွဲပြီးမှုကင်းတွေဖော်ထုတ်ပါလို့စစ်ကောင်းဆောင်ကပြောပါတယ်စစ်ကောင်းဆောင်ကစစ်တပ်နဲ့ပူးပေါင်းပြီးမှုကင်းတွေဖော်ထုတ်ဖို့ပြောနေပေမဲ့အမှန်တကယ်မှုကင်းကြစင်ရေးဆောင်ရွက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုစစ်တပ်အရာရှိတွေကနေပြောင်းဖြစ်တယ်လို့ရဲအရာရှိတယောက်က DBB ကိုပြောပါတယ်အာနာသိမ့်ပြီးနောက်စစ်တပ်နဲ့အတူရဲစခန်းတွေတိုက်ခိုက်ခံရပြီးတေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူများသလိုစစ်ကူပစ်ကူနဲ့ထောက်ပံ့မှုမရလို့ပြေးကြတဲ့အထက်မှာဒူရဲမှုကြီးနဲ့ရဲမှုအပါအဝင်ရဲတပ်သားယာနဲ့ချီရှိတယ်လို့ပေါက်ကြားလာတဲ့သတင်းအချက်အလက်တွေအများသိရပါတယ် ရန်ပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုအော်တိုဘာ၁ရက်မွန်းလွဲပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့တွေကအလုံးစုံပြန်သိမ်းပိုက်လိုက်ပြီလို့ဒေသခံတွေစီကသိရပါဗျ။ကြောင်မဲမြို့ကိုဒီကနေ့အော်တိုဘာ၁ရက်နေ့မွန်းလွဲပိုင်းမှာအကုန်ရသွားတာ။အင်ဂျင်တောင်ဘက်လဲစစ်တပ်ကရှင်းလင်းရေးလုပ်နေပြီလို့သိရတယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါဗျ။အော်တိုဘာ၁ရက်မနက်7:00နာရီလောက်ကနေမြို့ထဲပြစ်ခတ်တံစတင်ကြရတာဖြစ်ပြီးအပြန်အလှန်မဟုတ်ပဲတစ်ဖက်ပဲပြစ်ခတ်တံကြရတာဖြစ်တယ်လို့လည်းပြောပါဗျ။စစ်ကောင်စီတပ်ဖွဲ့တွေကအော်တိုဘာ၁ရက်မနက်အစောပိုင်းကကောင်းအပ်ဘက်နဲ့မွေတော်လမ်းခွဲဘက်ကနေဝင်လာတာဖြစ်တယ်လို့သူကပြောပါဗျ။ တိုဘာ၁ရက်မနက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ကရက်ကွက်ကိုတီးလင်းနဲ့ရက်ကွက်တစ်အုပ်ချင်းပဲရသေးတာဖြစ်ပေမဲ့မိုးလဲပိုင်းမှာတော့မျိုးရဲအလုံးစုံပြန်ရသွားတာလို့မြို့ကန်တွေကပြောပါတယ်။ကြောင်မဲမျိုးကို TNN နေနဲ့ပူးပေါင်းတပ်ဖွဲ့ကပြီးခဲ့တဲ့2024 August 5ရက်ကတိမ့်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီးတနက်ကျော်အကြာမှာစစ်ကောင်စီကပြန်လည်တိမ့်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ဆွဲဖက်မှုတွေကိုစန့်ကျင်ကြောင်းတရုတ်နိုင်ငံနဲ့နယ်မြေချင်းထိစပ်နေတဲ့နိုင်ငံတွေနဲ့ဒေသတွေကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပူးပေါင်းပြီးအပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုတွေပေါ်ဆောင်နေပါတယ်။ဒေသစံတော်ချိန်အောက်တိုဘာ၁ရက်နေ့ကအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့မှာပြုလုပ်တဲ့အမေရိကန်ရောက်တိဘက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ဆန္ဒပြပွဲကိုမြမအရေးဆောင်ရွက်သူတွေပူးပေါင်းပါဝင်ခဲ့ကြပါတယ်။စစ်ကောင်စီဘက်ကရက်တီနေတာကိုရက်တန်းကရက်ဖို့စစ်ကောင်စီအတို့အယောင်ရွေးကောက်ပွဲကိုလက်မခံဖို့စစ်ဘေးသင့်မြမပြည်သူတွေကိုထောက်ထားဖို့စားတဲ့အချက်တွေကိုတရုတ်အစိုးရကအလေးထားစေ ခြင်းနဲ့အတွက်အခုလိုပူးပေါင်းပါဝင်တာပါလို့ဇန်နာပြပွဲမှာပူးပေါင်းပါဝင်သူတယောက်ကပြောပါရယ်ဇန်နာပြပွဲမှာတရုတ်အစိုးရရဲ့ဆွတ်ဖက်အနိုင်ကျင့်မှုနဲ့ကြုံတွေ့နေရတဲ့တိဘက်အရှေ့တက်စတန်ဟောင်ကောင်ဗီယက်နမ်ဖိလစ်ပိုင်မွန်ဂိုလီးယားမြန်မာကန်တိုနီးယားဒေသတွေကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပူးပေါင်းခဲ့ကြတာတွေ့ရပါရယ်လက်တလုံးမှာစစ်ကောင်စီရွေးကောက်ပွဲကိုစန့်ကျင်ရေးနဲ့တရုတ်အစိုးရရဲ့လုပ်ရက်တွေကိုစန့်ကျင်ကြောင်းနိုင်ငံတကာရောက်မြန်မာတွေက Global Meeting တွေခေါ်ယူပြီးသက်ဆိုင်ရာနိုင်ငံအသီးသီးကနေဆန္ဒထုတ်ပေါ်ပွဲတွေပြုလုပ်ဖို့အစီအစဉ်နေကြပါရယ် မြန်မာပကြီလောကမှာစီစည်းနဲ့ရေစည်းလက်ရပကြီတွေနဲ့ထင်ရှားကျော်ကြားတဲ့ပကြီဆရာကြီးဦးလွန်ကျွဲအောက်တိုဘာ၂ရက်ဒီကနေ့မနက်ကကွယ်လွန်သွားပါတယ်ပကြီပညာနဲ့ဂုံနူးဆောင်ဒေါက်တာဘွဲ့ရရှိထားတဲ့အသက်66နှစ်အရွယ်ပကြီဆရာကြီးဦးလွန်ကျွဲဟာဒီကနေ့မနက်ပိုင်းမှာပဲလူကြီးယောဂါနဲ့ဆေးရုံမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်သူကွယ်လွန်သွားတာနဲ့ပတ်သက်လို့မြန်မာပကြီလောကအတွက်ဆုံးရှုံးမှုတစ်ခုအဖြစ်ပကြီလောကအတိုက်အဝန်းနဲ့ဆရာကြီးကိုချစ်ခင်လေးစားသူတွေကလူမှုကွန်ရက်မှာမျှဝေနေကြပါတယ်1930ပြည့်နှစ်အောက်တိုဘာလကရန်ကုန်မြို့မှာမွေးဖွားခဲ့တဲ့ဦးလွန်ကျွဲဟာတတမတန်အောင်မြင်ပြီးက တွေကပကြီးပညာကိုစောက်ချလောက်ကန်ခဲ့တာဖြစ်ပြီးမြန်မာပကြီးလောကရဲ့စီစဲအကျော်မော်ဦးသိန်းဟန်ရဲ့တပည့်အရင်းလဲဖြစ်ပါတယ်။ဦးလွန်ကျွဲဟာတရုတ်နိုင်ငံနဲ့အရှေ့ဂျာမနီအပါအဝင်ဥရောပနိုင်ငံတချို့မှလည်းပကြီးပညာသွားရောက်လေ့လာခဲ့သူဖြစ်တဲ့အတွက်အရှေ့တိုင်းရောအနောက်တိုင်းပကြီးပညာကိုပါနှံ့ဆက်ခဲ့သူပကြီးပညာရှင်တစ်ယောက်ဖြစ်ပြီးပကြီးဘဘူးကျောင်းရဲ့ကျောင်းဦးကြီးအဖြစ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။သူ့ရဲ့ပကြီးလက်ရာတွေကိုအမျိုးသားပြတဲ့အပြင်မလေးရှား၊စင်ကာပူစတဲ့နိုင်ငံတွေမှာရှိတဲ့အထင်ကရပကြီးအနုပညာပြတဲ့တွေကစူးစောင်းထိမ့်သိမ်းထားသလိုပြည်တွင်းပြည်ပမှာပကြီးပြပွဲပေါင်းများ များစွာပြသခဲ့သူဖြစ်ပါတယ်။ တိုင်းဆိုရအနေနဲ့မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့စစ်ဘေးဒုက္ခသည်တွေကိုနေမြေပြပထွက်ပြီးအလုပ်လုပ်ခွင့်ပြုတဲ့အစီအစဉ်ကိုအောက်တိုဘာတရကစတင်အကောင့်ထဲပေါ်လိုက်ပြီးဖြစ်ပါတယ်။တပ်ဆောင်ရာအလုပ်ရှင်တွေအနေနဲ့အစိုးရအလုပ်သမားတွေကိုအလုပ်သမားဥပဒေနဲ့အညီကာဝယ်ဆောင်ရှောက်ဖို့လူမှုဖူလုံရေးနဲ့လူနေမှုဘဝမြင့်တင်ပေးဖို့ထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝေရာကွန်ကညွှန်ကြားလိုက်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းပြည်ထရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်နိုင်နီရက်ဖုန်စစ်တီထာဝန်ကလည်းမြန်မာနယ်စပ်ခရိုင်၄ခုရှိဒုက္ခသည်စခန်းကပြည်သူတွေကိုလုံထုံးလုံနီးနဲ့အညီထိုင်းနိုင်ငံ ံခရိုင်ပေါင်း53ခရိုင်မှာအလုံးလုံးခွင့်ပြုလိုက်ပါတယ်ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အဆိုပါအလုံးသမားတွေအပေါ်မှာလက်ပေးလက်ယူမှုတွေမရှိအောင်ကြက်မှတ်ဖို့လဲမှာကြပါတယ်ထိုင်းမြန်မာနယ်စပ်မေဟောင်ဆောင်ထက်ကန်ဂျနာဘူရီနဲ့ရရှ်ဘူရီခရိုင်၄ခုကဒုက္ခသည်စခန်း၉ခုမှာလူဦးရေ9000ရှိပြီးအလုံးလုံးနိုင်တဲ့အသက်အရွယ်ရှိသူ4600ရှိပါတယ်အဲ့ဒီထဲကအလုံးလုံးဖို့အဆင့်တစ်ဖြစ်သူ12000ရှိပါတယ်